ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ပြင်ဟိုးဘုံသွားရံလန်လင်းမိုင်လန်ခွဲရှိပင်ကိုရွာတစ်တွင်တိုးချဲ့အရာကိုတတော်မြေအတွင်ကျူးကျော်ဝင်ရောက်ဆောက်လုပ်တယ်ဆိုပြီးသက်ဆိုင်ရာကဇွန်လ15ရက်တွင်ဖယ်ရှားပေးဖို့အကြောင်းကြားခဲ့ပါတယ်။အဲ့ဒီညကြားချက်ကြောင့်လက်ရှိဇွန်လ16ရက်နေ့အထိအင်ချောင်းလုံးကျော်ဖြတ်ခဲ့ပြီးဖြစ်ပါတယ်။ကြီးကျော်တယ်ဆိုပြီးအိမ်ဖြတ်ပေးခဲ့ရတဲ့ပင်ကိုရွာတစ်ဒေသခံတအူးကအခုလိုပြောပါဗါတယ်။ဒီမှာပင်ကိုပိုင် တိတော့ပိုင်အဲ့လိုအပြန်ဆိုင်ဖြစ်နေတဲ့ခါကျတော့ကျွန်တော်တို့လည်းအခက်ခဲတွေ့ရပါတယ်စင်ရသားတွေအိုးမဲအိမ်မဲတွေမရှိသည့်အတွက်လာနေရတယ်ပါဆက်လိုက်ပြီးတော့ကျွန်တော်တို့ပါဆက်လို့ရမယ်ဆိုတာကျွန်တော်တို့မတိလို့မေးပြရစေပေါ့နော်နိုင်ငံတော်အစိုးရအခုနိုင်ငံတော်အစိုးရတစ်တယ်ဆက်မိနေအစိုးရအဖွဲ့ကြီးလူငိနိုင်ရမှာလဲစစ်ဆက်မဲလမ်းစဉ်တွေဘလို့ချမှတ်ရမှာလဲဆိုလူငိနိုင်ပြရအစဉ်ပြေအောင်ပြေလဲအောင်အများဆုံးဆောင်ရွက်ပြီး ်တင့်တယ်လို့ကျွန်တော်တောင်းဆိုပြရစေပေါ့နော်ပင်ကိုရာသစ်ဟာပြီးခဲ့တဲ့2016ခုနှစ်ဖေဖော်ဝါရီလတွင်စတင်နေထိုင်ကြတာဖြစ်ပြီးပင်ကိုရာဟောင်းမှာအိမ်ဘူးအိမ်ညံများခွဲထွက်ကရွာလူကြီးကိုအတီးပေးပြီးပင်ကိုရာသစ်အဖြစ်ပြောင်းရွှေ့အခြေချနေထိုင်ကြခြင်းဖြစ်ပါတယ်။လက်ရှိအခြေအနေအရသတော်မြေအတွင်ကျူးကျော်နေထိုင်မှုဖြင့်အင်ဂျီပေါင်း80ကျော်ရွှေ့ပြောင်းကြရမှာဖြစ်ပြီးဒေသခံတွေကယခုအစိုးရသစ်ထံတွင်လည်းအတနာခံစာတစ်ကြိမ်တင်ပြထားခဲ့တာဖြစ်ပါတယ်။